ကိုကိုကိုကျမ်းမာရေးစောင့်ရှောက်နိုင်နေဆိုတာကကိုနေကောင်းနေတဲ့အချိန်မှာရှိတဲ့သွေးပေါင်းခြင်းသွေးခုန်တို့အောက်ဆီဂျင်အဲ့ဒါတွေကိုတိထားတာဒီဒါအများကြီးကျမ်းမာရေးစောင့်ရှောက်ရာရောက်တယ်အဲ့တော့ဥပမာအလူနာတယောက်ရောက်လာတယ်ဆိုတော့ဒီလူနာကပြောမယ်မနက်ကအုံးတို့တွေအငံတွေစားတာအများများသွားတယ်ခေါင်းတွေရမ်းကိုက်နေတယ်ဇက်ကြောတွေရမ်းတက်နေတယ်ဆိုတော့เนาะကဲအဲ့တော့သူသွေးတို့နိုင်တယ်အဲ့တော့ကိုကသွေးပေါင်းခြင်းအတိုင်းရှိလိုက်မယ်တိုင်းရင်းတဲ့အချိန်မှာသွေးပေါင်းခြင်းကအပေါ်သွေးက130ဖြစ်နေရဲဆိုတော့เนาะ ဲ့တော့လူနာတယောက်သွေးအပေါ်သွေးတက်ပြီဆိုရင်ဟိုသွေးတိုးခြင်းနဲ့တော့အငံလေးလျှော့စားလို့မှားအမလာเนาะဒါမှမဟုတ်ဆေးတစ်မျိုးနဲ့ချမလာနှစ်မျိုးနဲ့ချမလာဆိုရဲကုထုံးနေသည်အကုန်လုံးဟိုဒါအသင်ခံထားပြီးသားဒါပေမဲ့ဒီစီမင်းစည်းကမ်းတွေอ่ะစီမင်းစည်းကမ်းတွေပဲလာသမျှလူနာတွေအကုန်လုံးအဲ့စီမင်းစည်းကမ်းတွေကိုကွာခနဲ့ဆိုထည့်လိုက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့လူတဝူးတယောက်ချင်းอ่ะမတူနိုင်ဘူးအဲ့ဒီအတွက် patient center approach ဆိုတာရှိပြီးသား ဲ့တော့ဟုတ်ပြီအဲ့တော့သူ့ကိုသွေးကြစီတိုက်မှာလားဒါမှမဟုတ်အငန်လျှော့စားတော့လေးကျင်ကန်းလေးလှုပ်ရောဂါအခံပါးလေးရှိလဲလို့ မေးပြီးတော့ကုရမှာလားဆိုတော့ကုထုံးနှစ်ခုရွေးဖို့အတွက်ကျမတို့ကသူ့မေးခွန်းတစ်ခုပြန်မေးရတယ်အဲ့ဒါပါလဲဆိုရင် နေကောင်းတော့သွေးပေါင်ချိန်ဘလောက်လဲဆိုအဲ့ဒီမှာလူကနှုတ်စုကြွယ်သွားပြီတအုပ်စုကပါလဲဆိုရင် မသိဘူး ဲ့တော့မသိဘူးဆိုတဲ့လူကိုရွေးရမယ်အခုထုံးတယ်တပြည့်တုံးစုကကြတော့အယမ်းတည်တယ်ဘယ်လိုတည်ရလဲဆိုဆီယမားကအယမ်းပြောတတ်တယ်နော်ဆီယမားကျမကနေကောင်းတော့သွေးပေါင်ချင်း190 190နဲ့ဆိုရင်ကျမအယမ်းနေလို့ကောင်းတယ်အဲ့တော့190နဲ့နေလို့ကောင်းနေတဲ့လူတယောက်က130အထိဖြစ်သွားရင် तू ဘယ်လိုလုပ်နေနိုင်မှာလဲအဲ့တော့ဟိုကိုနေကောင်းနေတဲ့အချိန်မှာနော်ကိုရဲ့ data လေးတွေကိုတည်ထားခြင်းသည် ပေးလိုက်ရတဲ့ကူထုံးမှာအမအများကြီးထောက်ကူပြုတယ်။အဲ့ဒီတော့ကိုကိုတိုင်းကိုမိသားစု ကိုရဲ့မိဘသူတို့ရဲ့နေကောင်းနေတဲ့သွေးပေါင်ခြင်းသွေးခုန်နှုန်းအောက်ဆီဂျင်အဲ့ဒါတွေကိုသိထားအောင် လုပ်တင်တယ်အဲ့ဒီအသက်35နှစ်ကျော်တဲ့လူတွေဆိုရင်နှစ်တိုင်းနှစ်တိုင်းကျန်းမာရေးစစ်ဆေးတယ်ဆိုတာရှိတယ်လေ။နော်။အဲ့တော့ဘာတွေကိုစစ်ဆေးတာလဲဆိုတော့ဥမာဟိုနှလုံး ECG ဆွဲကြည့်မယ်။ပြီးတော့ရှင်အသွေးထဲမှာအဆီဓာတ်တွေများနေလား။သူ့အသေးအခြေအနေဘယ်လိုလဲ။ ကြောက်ကရဲ့လုံဆောင်ချက်တွေကောင်းရဲ့လားဆိုတော့အဲ့ဒါပါလဲဆိုကျွန်မတို့ကဒိုင်ရီကိုအပြင်ကမျက်လုံးနဲ့မမြင်ရတော့ခါကြတော့သွေးဖောက်မဲ့အာထရာဆောင်းရိုက်ပြီးတော့ဒါအထဲထဲကိုချောင်းကြည့်လိုက်တာပဲပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးလေးလုပ်ထားတာဒီကောင်းတယ်လို့သိထားရင်အခုရင်ဘတ်တွေအောက်မှာဆေးကန်းရောက်လာတယ်ဆေးကန်းရောက်ရင် ECG တစ်ခေါက်ဆွဲလိုက်တယ်ဆွဲလိုက်ပြီးဟဲ့နောက်ဆုံး ECG ဘယ်တော့မှဆွဲထားရလဲ။အော်ဆွဲထားတာရှိတယ်။ပြီးခဲ့တဲ့3-4လလောက်အောင်မှာဆိုအဲ့နှစ်ခုကိုရှင်ပြီးတိုက်ကြည့်လို့ရှင် ဒါပေးရတဲ့ကုထုံးကအများကြီးဟိုထိရောက်တာပေါ့နော်ဟိုတာသွားတာပေါ့အဲ့ဒီတွေကိုကိုတိုင်းကိုမိသားစုကျမ်းမာရေးစောင့်ရှောက်ဖို့အတွက်နေကောင်းနေတဲ့အချိန်မှာရှိတဲ့ဒီအချက်ကလေးတွေကိုသိအောင်လုပ်ထားပါလို့